ဘာတလုံးမျိုးကလည်းရှော့ခတ်တွေအစားအစာတွေတီးခင်းအဲ့ခန့်နေတော့မှပဲရုပ်ရည်တွေဆိုလို့မိုးသီးတွေကြလာပါတော့။ဖရန်ကီတဲ့ရှေချောင်းလမ်းပြတဲ့သူကဘယ်ကိုသွားရမလဲဆိုတာကိုပြောပြရဖို့ပြောတဲ့အခါဘာလုံးမျိုးကတိုးတိုးမှရှေချောင်းလမ်းပြမရှိကြောင်းကိုပြောလိုက်တော့ဦးစောလည်းအရန်လန့်နေပါတော့။ဒုက္ခရောက်တဲ့အခါဆိုရင်တော့မွေးရမြေကအဖွားကိုဖုန်းဆက်ခေါ်လေးရှိပြီးတော့အမဲမေးတဲ့တဲ့အကြောင်းဘာလုံးမျိုးကပြောပြလိုက်ပါရဲ့။ဒါမဲ့သူအဖွားပြောတဲ့အကြံတွေတကူမှအစင်မပြေနေခဲ့လို့လူဗီတို့လည်းနာမည်ကိုအော်ခေါ်ပြီးတော့ကဘာပဲပြက်နေကြပါတော့။ ဘာဝီယာကိုဘာလို့မတုံးတာလဲလို့ဇိုကပြောတော့ဘာလို့မျိုးလဲအဖွားကတဘာဝကိုစန့်ကျင်ရင်နောင်သားရှားမယ်လို့ပြောထားတဲ့ဘာကြီးရှောက်လောက်နေလို့ကြောက်ရင်ကုန်းမပြန်တက်ဖို့ဇိုလည်းအော်ပြောလိုက်ပါလူဗီကလည်းမော်ဒီတွေကိုခန်းလေးနဲ့ထိုးပြီးတော့ဖယ်ရှားနေရမယ်။ဘာလို့မျိုးတို့ကတော့လူဗီစပိုင်းနဲ့သူခကြီးတောက်ခွင့်ရလို့အရန်ပြောတဲ့လုံးနေရတဲ့အခါဝင်ပြီးတော့ကုညီဖို့ဇိုကအော်ပါတော့ဟဲ့။သူတို့နဲ့ညရောက်တော့အားလုံးအိမ်မောကြားနေတဲ့အချိန်လူဗီကထလာတော့တိတ်ပေါက်ဖို့သွားမယ်ထင်ပြီးဘာလို့မျိုးကလည်းလိုက်လာပါတော့ဟဲ့။ လူဖီကဘိုက်စာလို့တွားနေတာမလို့ဘေးကနေအသားသုံးကြီးဖြတ်သွားတဲ့အခါလူဖီကလမ်းဆွဲတော့ဘာလို့မျိုးကလေးအနောက်ကပါလာပါတော့။လူဖီတို့ကစွိပါရိတ်အဖွဲကတစားရက်ကမြားခေါက်ခဲ့ရဖြစ်ပြီးတော့အတက်တစ်ခုကြားလာကြမလို့ဇိုးတို့လည်းနိုးလာခဲ့ပါပြီ။ဥဆောက်က special attack green star စီးတပင်နဲ့ပြစ်တဲ့အခါတစားရက်တို့ကရှောင်နိုင်ခဲ့ပါတယ်။ Frankie က Warbon Love နဲ့ပြစ်ပေမဲ့တစားရက်ကတော့ထိအောင်မပြစ်နိုင်ပါဘူး။တစ်ဖက်မှာလည်းအမြောက်နဲ့ပြစ်နေပြီးတော့အမြောက်ထဲကနေပြီးတော့အစီတချို့လူမျိုးတွေကလည်းထွက်လာပြီးတော့အားလုံးကိုကတ်လုံနေခဲ့ပါပြီ။တစားရကသူကလောက်ကျရင်မှခေါင်းဆောင်မလို့ဆေးဘမိုင်းစီကိုပြန်ချမယ်လို့အားလုံးကိုပြောလိုက်ပါရဲ့ဒီနေရာက travel စာနားမှာရှိနေတ ဲ့တီးတန့်ကျွန်စေပါမိုင်းပါဘာလိုမျိုးတို့ဟာစေပါမိုင်းကိုခေါ်ဆောင်တာခံရပြီးတော့ဘာလိုမျိုးကလည်းလူပိစပိုင်းတို့ကိုတခုခုလုံးဝခွင့်မလို့ပေးနိုင်မှုဆိုပြီးတော့မိုင်းတူတဲ့အလုပ်ကိုပဲလုပ်နေရပါရဲ့လက်ကလည်းအစည်းအဝေးနဲ့ချုပ်ခန့်ထားရလို့ဘာဘီကလည်းတုံးမရဖြစ်နေခဲ့ပါပြီတဖက်ကလူပိကိုလည်းတန်လုံးကြီးတဲ့ကိုထည့်ထားပြီးတော့လူပိကလည်းဖိုက်စာလို့အော်ဟစ်နေပါတော့ရဲ့အဲ့ဒီအချိန်တစားရကရောက်လာပြီးတော့မကြခင်တူတူရဲ့ခေါင်းဆောင်ဘေးကလူပိကိုတပ်ပစ်တော့မှမလို့လက်လျှော့လိုက်ပို့ပြလိုက်ပါတယ်လူဖီယာတူတငယ်ချင်းတွေရောဗမာလေးလို့မိတဲ့ခါအားလုံးတင်းမုန်းတဲ့အတူမြုပ်သွားပြီးတော့ဇာယကပြန်ပြောလိုက်တော့ဇိုတို့ကအဲ့လိုလိုလိုနဲ့ခံရမဲ့သူတွေမဟုတ်လို့မယုံဘူးလို့လူပိကဆိုပါရဲ့ ဒါဆိုင်ရဘလိုပဲပြောလူဖီကမရှုံတဲ့ခါဒါဆိုင်ရလည်းဒေါသကြီးထလာပါတော့ဟေးလူဖီကသူဖိုင်းဆတာမလို့အသားဆိုင်နေဆိုပြီးအော်ဟစ်နေတဲ့ခါဒါဆိုင်ရကလည်းနားညိလို့ပစတဲ့ကုချောကလက်တစ်ခုထည့်ပေးလိုက်ပါတယ်ချောကလက်တစ်ခုနဲ့ဘိုင်းမပြည့်နိုင်လို့ဘေးလောက်ထားတဲ့တလုံးကိုလည်းဖြတ်စင်းနေမှာမဟုတ်ဘူးဒါကြောင့်မလို့ထားလိုက်ပါလို့ဆိုင်ရကပြောနေတော့မှာပဲချောကလက်ကျွေးရကြမလို့ဒါဆိုင်ရကချင်နာလိုက်တာလို့လူဖီကလည်းပြောလိုက်ပါတယ်တဖက်မှာလည်းအားလုံးကဘေးကိုဝိုင်းအော့ခေါ်နေခဲ့ကြပါတယ်ဒီနေ့ဘာပဲလုပ်ခဲ့လဲဆိုတာကိုအရင်ပြောလိုက်ရအောင်လို့ဘေးကပြောတော့အဖွဲသားတယောက်ကသူအရင်ဆုံးအစီရင်စခံမယ်ဆိုတာဖမ်းလာတဲ့ပင်တယ်များတယောက်ကိုပြလိုက်ပါရင် 68မီလီယံရှိတဲ့ဘောလုတ်ကိုဖမ်းမိလာတာမလို့ဘေးကလည်းချီချူးနေပါတော့။အဲ့ဒီချိန်တစားရကလည်းလူဗီနဲ့အတူရောက်ရှိလာပြီးတော့စုချင်းဝင်900မီလီယံဘယ်ဘီတန်ချေးရှိတဲ့ Strucker Lubi ကိုဖမ်းလာနိုင်တဲ့ဆိုရဲအကြောင်းကိုပြောပြလိုက်ပါရဲ့။ဘေးကသူအားလုံးကိုကျေးဇူးတင်တဲ့ကပြောချင်တယ်လို့ပြောတဲ့အခါအားလုံးကလည်းအဲ့လိုကျေးဇူးတင်စရာမလိုဘဲနဲ့ဘေးနဲ့တာမတွေ့ခဲ့ဘူးဆိုရင် Grand Line ရဲ့တနေရမှာအားလုံးကတေဆုံးသွားလောက်ပြီလို့ဆိုပါရဲ့။ Cyber Pay Alliance New World ကိုဝင်လာခဲ့တဲ့တနေ့ရှိသွားပြီးတော့ထောင်ချီရဲ့ပင်တယ်သမားတွေကိုလည်းအနာယူနိုင်ခဲ့တယ်။ဘာလို့အဲ့လောက်ထိလွတ်နိုင်တယ်လဲဆိုတာကိုတော့သိလားလို့ဘေးကပြောလိုက်ပါရဲ့။ အားလုံးကတယောက်ချင်းစိတ်ဆိုရင်တော့ဘာမှမထူးကြရမယ်အားလုံးစစ်စစ်ရုံစူးစီးတဲ့အခါကြာရင်တော့ဘသူထက်မဆိုပိုအစွမ်းထက်တဲ့သူတွေဖြစ်တာကြာတယ်အားလုံးရဲ့နှလုံးသားတွေကတော့စူးစူးစီးတဲ့ရှိနေမယ်ဆိုရင်ယူကိုတွေ့ကိုကမှအနိုင်ယူလို့ရတာမလို့ညူကမှသူနဲ့သူထိတ်ဆုံးတွေကိုပဲမျှော်လင့်ထားချဖို့ဘေးကလည်းပြောလိုက်ပါရဲ့ဘေးကရုပ်သူတစ်ခုကိုပြသလိုက်ပြီးတော့သူတို့အနိုင်ယူခဲ့တဲ့သူတွေရဲ့ရှုံးနေသွားတဲ့ပုံစံပြီးတော့ဒီနေရာကလူဖီးရဲ့ခရီးလမ်းအဆုတ်တဲ့အမယ့်နေရာပဲလို့ဆိုပါရဲ့ ဘေးကသူဟာကုစုကုစုနမီအတီးကိုစားထားတဲ့အရေးကြိုးလူသားမလို့သူခဏကိုကလည်းအပူကိုထုတ်လို့နိုင်ပြီးတထုရိုင်းကိုအရေးကြော်ပြီးပစ္စည်းမနိုင်မကိုလည်းထုတ်ရှုလို့ရတယ်လို့ဆိုပါတယ်။လူပိကိုလည်းကောင်းမွန်တဲ့စေးပါတစ်ခုအဖြစ်ပြောင်းလဲပေးမယ်လို့ပြောနေတော့ဘာလိုမျိုးကရှောက်လာပြီးတော့လူပိကိုကာကွယ်ပေးပါတော့ရဲ့။တစားရကိုမြင်လိုက်ရတော့ဒီမှာဘာဝေးလုံးနေရလေလို့ဘာလိုမျိုးကမေးတဲ့အခါတစားရကတော့နင်းနဲ့မဆိုင်ဘူးလို့ဒါပြန်ပြောလိုက်ပါတယ်။ဘေးကလည်းသူ့ရဲ့အရေးကြိုးသားကိုထုတ်ပြီးခုတ်တဲ့အခါလူပိရဲ့တန်လုံးကအရေးပျော်ပြီးပြန်ဆက်သွားခဲ့ပါတယ်။ ဘာလို့မျိုးကလဲအဝိုင်းခံထားရတာမလို့ဒီအထိဖေးလာလို့ပြောနေလို့လက်မလျှော့လိုက်ဖို့လူတွေကအော်ပြောလိုက်ပြီးတော့တန်လုံးကိုစလိုက်ပါတော့ဟဲ့မိကလည်းဒေါသကြီးအမြန်လိုက်ဖမ်းချဖို့အမိန်ပေးလိုက်ပါတယ်ဒီနေရာကထွက်သွားဖို့လုံးဝလည်းမလွယ်ကူအားချမလို့လူစုခွဲပြီးတခြားရှာချဖို့ဇာယကလည်းပြောလိုက်ပါတယ် ။တဖက်ကလူဗီတို့ကလည်းအပြင်ကိုထွက်လာနိုင်ခဲ့ပါပြီ။ဒီလိုကြီးလက်ညင်တာကလူဗီကသူ့ကိုဖိုက်ပိုစာစေပြီးတော့ဒဇာယပေးခဲ့တဲ့ချောကလက်လေးချောင်းတာနည်းနည်းလေးလှရှားလာနိုင်ခဲ့တယ်လို့ဆိုပါရဲ့။အဲ့ဒီခန်ဒီလက်ပါဒဇာယကသူနဲ့ကလေးဘဝတုံးကလေးကတငယ်ချင်းတွေဖြစ်တဲ့အကြောင်းကိုဘာလို့မျိုးကလည်းပြပြလိုက်ပါရဲ့။သူကြီးရဲ့ကျွန်တော်ကျွန်တော်မှအတူတူကြီးပင်းလာခဲ့ကြပြီးတော့ဂျူဂျူကြောင့်နေလှုပ်ခဲ့ကြတယ်။ပင်တဲ့ကူတသက်စီထွက်လာခဲ့ပေမဲ့အခုဘာပဲလုံးနေရလဲလို့ဘာလို့မျိုးကပြောရင်းနေအခုကအဲ့ဒါတွေပြောနေရမယ့်အချိန်မဟုတ်လို့အမြန်ပြေးကြမယ်လို့ဆိုပါရဲ့။အဲ့ဒီအချိန်ဒဇာယတို့ကရှောက်လာလို့ဘာလို့မျိုးလဲအမြန်ပြေးရပါတော့ရဲ့။ ဘာလိုမျိုးနဲ့ကအရင်ကမိတ်ဆွေဟောင်းဆက်ဆက်ရေးမလို့ဆွဲခဲလူပြီးကိုသူ့လက်ထဲကိုထည့်ပေးမယ်ဆိုရင်တော့ဇာယကသူ့ဖေးစီမှာဘာလိုမျိုးရဲ့အတက်ကိုချမ်းသာပေးဖို့တောင်းဆိုပေးမယ်လို့ဆိုပါဘာလိုမျိုးကတော့လူပိစံပိုင်းကကပောက်မှာသူ့အတွက်အရေးကြီးဆုံးသူတို့ပြန်ပြောလိုက်တာမလို့ဇာယလည်းဒေါသထွက်ပြီးအမြောက်နဲ့ဆက်မပြတ်ဖြစ်ပါတော့ ਏ အမြောက်တွေကမြေကြီးကိုအထီးလွန်နေကြချာမလို့အကွဲလာပြီးလူပိတို့လည်းအောက်ကိုပြုတ်ကျလာပြီးဒါဇာယကလည်းသူ့အရှိတ်သူမထိနိုင်တော့ပဲနဲ့လူပိတို့နဲ့သူပြုတ်ကျလာခဲ့ပါပြီတစ်ဖက်မှာလည်းဘေးရဲ့ဖွေရတယောက်ကဒီလာအတွက်အရေးကြပေးတဲ့စေးဘောက်တွေကိုပြတ်တနေခဲ့ပါ ਏ အဲ့ဒီချိန်ဆက်တွေ့ခရူကလည်းဆင်သာရတို့ကချောင်းနဲ့ထက်ကိုပြုတ်ကျတာကိုသိရှိသွားပြီးတော့ထို့သူကဘေးကိုပြပြလိုက်တဲ့အခါဘေးကလည်းအဗလွန်ကိုခေါ်ဖို့ပြောလိုက်ပါတယ်။ဘာလို့မျိုးကချောင်းကဲမတစ်ခုမှတင်နေခဲ့ပေမဲ့ချောင်းနဲ့ကြီးနာမှာလူဗီရဲ့အရေးကြီးတဲ့အုတ်ထုတ်လေးကိုပဲတွေ့ရရတဲ့အခါ no sunshine no life တွေ့လို့လူဗီကသူ့ကိုထုတ်ပေးဖို့អော်ပါတော့ဧ။ဘာလို့မျိုးလဲလူဗီပေါ်ပြနေတဲ့ချောင်းတုံးလေးတွေကိုဖယ်ရှားပေးလိုက်ပြီးတော့အုတ်ထုတ်လေးကိုလည်းပြန်ဆောင်းပေးလိုက်ပါတယ်။ ဒါစားရကလည်းလူဗီကိုတူးလက်ထက်ကိုပဲအခိုင်းနေလို့လူဗီစမိုင်းကိုအခုတက်ပေါ်ပြီးထိကွတ်မပေးနိုင်တော့ဘူးလို့ဘာလိုမျိုးကပြန်ပြောလိုက်ပါတယ်လူဗီကကြထားလမ်းတွေကိုမြင်လိုက်ရတော့အရန်ထူးဆန်းနေပြီးတော့ဒါစားရရဲ့ဆက်တွေ့ရဲ့ခရုကလည်းအလုံးမလုံတော့ပါဘူးဒီကနေ့ဘလို့ထွက်သွားချမလဲလို့ဘာလိုမျိုးကပြောနေတော့မကြခင်ကြထားကြတော့မယ်ဆိုတဲ့အတန်ကိုပါကြားလိုက်ရပါတယ်အဲ့သူကတော့ခိုးခိုးနိုမီအတိကိုစားရတဲ့ယထာလူသားအဖလွန်ပါ။ဒါစားရရဲ့အဖွဲသားလာလို့ဘာလိုမျိုးကမေးတဲ့အခါဒါစားရလည်းအဲ့နာမည်ကိုကြားတော့မကြားဘူးလို့ဆိုပါရယ်။မြောက်မိုင်းတွင်အချောင်းကိုတီးသွားတဲ့အဲ့တဲ့ကိုရှင်းပြရလိမ့်မယ်လို့အဖလွန်ကထပ်ပြောတဲ့အခါဒါစားရတို့ကတော့အရန်လန့်နေမယ်လူဖီကတော့အရန်တွေသဘောကျနေပါတော့။ အဖန်တို့ကတက်ပြဖို့အထိလုံနေတာမဟုတ်လို့ဘာလို့မျိုးလို့လဲလူဖီရဲ့တန်လုံးကိုယထာလန်ချောင်းအတိုင်းလှိမ့်ပြီးတော့ထွက်ပြေးရပါတော့ရဲ့အဖန်တို့ကနောက်ကနေဘောင်းရီနဲ့ပြတဲ့အခါလူဖီကဘာဗီယာကိုတောင်းဖို့ဘာလို့မျိုးကိုပြောတဲ့အခါဘာလို့မျိုးကလည်းသူ့ရဲ့လက်ကအစည်းဝေးနဲ့ကတ်နေလို့ဘာမှလုပ်လို့မရဘူးဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်သူတို့နဲ့အရှိကိုပြေးလာရင်ထာလန်မရှိတဲ့နေရာကိုပါအရှိနဲ့ကြော်လာခဲ့ပါပြီလန်ကွန်တစ်ခုကိုရောက်တဲ့အခါဘယ်သွားရမှမသိရတဲ့လူဖီပြောတဲ့ညာဘက်ကိုပဲရွေးချယ်လိုက်ကြပါတယ်နောက်ထပ်လက်ကငရဲနဲ့ချိတ်ဆက်ထားတဲ့အကြောင်းအဖန်တို့ကပြောတော့ဇာယတို့လည်းလန်စုံးကိုမြင်ပြီးအရန်လန့်နေပါတော့ရဲ့ ဒဇိုင်းယားကရက်တက်လိုက်ဖို့လူပီကိုအော်ပြောနေတဲ့အခါတကယ်တမ်းသိနေတာကဒဇိုင်းယားတို့ကိုယ်တိုင်ပဲလို့လူပီကလည်းပြန်ပြောလိုက်ပါတယ်။ဒါတို့နဲ့နောက်ဆုံးမှာတော့ရက်တက်လိုက်ဖို့အချိန်ကမရှိတော့ကြမလို့တော့ဆုံး6ထဲကိုပြုတ်ချခဲ့ပါပြီ။ပြီးကအဗလွန်ကိုဆက်တွေ့လာပြီးတော့လူပီတို့အချိန်တွေကိုမေးကြည့်တဲ့အခါအဗလွန်လည်းအောက်ဆုံးပိုင်းကိုပြုတ်ချသွားပြီဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။တစ်ဖက်ကဘေးစစ်ကိုလည်းဇိုင်းယားရဲ့အပွဲဝင်တွေကဒဇိုင်းယားလူပီတို့နဲ့သူပြုတ်ချသွားတဲ့ဆိုတဲ့အကြောင်းကိုလာပြောတော့ဘေးကသူဇိုင်းယားကိုရှာဖို့အခြားအဖွဲ့ဝင်တွေကိုလွတ်ပေးထားတယ်လို့လည်းပြောပြီးတော့စိတ်ပူပူနဲ့ထပ်ပြောလိုက်ပါတယ်။လူဗီကအောက်ကိုထွက်ကြလာတဲ့အခါလူဗီကတူတီပေါ်လုံးကိုဘယ်လိုဖြတ်စီရမလဲမသိဘူးလို့ပြောနေခဲ့ပါရဲ့ ဘေးရဲ့အစွမ်းကလည်းလည်းနဲ့ဖြတ်စည်းလို့မရဘူးလို့ဇာယကပြောနေတဲ့အခါအဲ့ဒီဘေးရဲ့လက်အောက်ငယ်သားကပဲမင်းကိုတတ်ဖို့ပြန်လုံးနေရဘဲလို့ဘာလို့မျိုးကလည်းပြန်ပြောလိုက်ပါတယ်။ဇာယကတော့လုံးဝမယုံကြည်ပဲဘေးကမိတ်ဆွေတွေကိုဘယ်တော့မှအန်ဒီရဲ့ပေးမှမဟုတ်လို့သစ္စာပေါက်တယောက်စီကလည်းအဲ့လိုမျိုးပြောတာကိုမခံချင်ဘူးလို့ဆိုပါတယ်။ထိတ်ဆုံးကိုသူသူသွားမယ်ဆိုပြီးကတိတွေပေးထားခဲ့ကြရမယ်ဘာလို့မျိုးကတော့ sure hack ကိုပဲပင်တယ်များပရင်ဖြစ်ဖို့အတွက်ကူညီဖို့လုပ်ခဲ့တယ်။ဒါကြောင့်မင်းဇာယကတငယ်ချင်းတွေနဲ့ပင်တယ်ပြေကိုထွက်လာခဲ့တဲ့ဆိုတဲ့အကြောင်းကိုပြောပြလိုက်တော့ဘာလို့မျိုးကဇာယရဲ့ပင်တယ်များအဖွဲ့ကရောအခုပမာလဲလို့မိလိုက်ပါတယ်။ တစားရကတခါကသူ့မှာရှိခဲ့တဲ့ယာတွေအားလုံးအခုတော့ဆုံးရှုံးသွားခဲ့ရပြီလို့ဆိုပါရင်တစားရပင်နယ်ထဲထွက်လာတုန်းကပင်နယ်သမားတချို့ရဲ့တခိုက်တောက်ကိုခံရပြီးအဖွဲကလည်းပျက်စီးသွားခဲ့ပြီးရဲ့နောက်မှာတော့ဘေးရဲ့ကယ်တင်ခြင်းကိုခံခဲ့ရပါတယ်။တစားရကသူယုံကြည်ရတဲ့သူရဲ့တစ္ဆာဖောက်တောက်ကိုခံရပြီးတော့တငယ်ချင်းတွေနဲ့ဆုံးရှုံးခဲ့ရတယ်။ထိတ်ဆုံးကိုသွားဖို့အိမ်မက်မက်နေတာဘလို့တော့မှယူသွတ်လိုက်တယ်လို့ဘေးကိုပြောပြခဲ့ပါတယ်။ဘေးကတော့သူဟာပင်နယ်သမားခစ်ကိုမချခင်အုပ်ဆိုးတော့မှမလို့တစားရကိုလည်းလည်းနဲ့လက်မလျှော့ဖို့ပြောလိုက်ပါရဲ့။ အဲ့လိုအုပ်စိုးဘုတ်ကလည်းယုံကြည်ရဲ့မိတ်ဆွေတွေလိုပဲပြီးတော့အဲ့ဒီတိုက်ပွဲဆိုင်ကယ်ကိုလည်းတစားရကိုပေးအပ်မယ်လို့ဘေးကဆိုခဲ့ပါတယ်။အားလုံးအထူးပေါင်းပြီးတော့လှုပ်ကြမယ်ဆိုရင်အိမ်မက်တွေကတကယ်ဖြစ်လာနိုင်တာမလို့ဘေးကသူနဲ့သူလိုက်ခဲ့မလားလို့ဇာရိုက်ကိုမေးလိုက်ပါတယ်။ ောက်ဆုံးတော့သူမရဲ့စိတ်ကူးတွေကိုမျှဝေပေးနေတဲ့သူတယောက်နဲ့တွေ့ဆုံခဲ့ပြီးတော့ဒီမျိုးငယ်လေးကလူတိုင်းကလည်းဘေးကိုယုံကြည်ကြတယ်လို့ဇာယကဆိုပါတယ်။အဲ့ဒီလူတွဲနဲ့လူပိစံပိုင်းကိုနောက်ကနေလိုက်ဖမ်းနေရလားလို့ဘာလို့မျိုးကပြောတော့ဇာယကလည်းဆော့ခတ်တွေရဲ့အကြောင်းကိုဘာလို့မျိုးခဏခဏပြောခဲ့လို့သိရလို့ဆိုပါတယ်။အဲ့ချိန်သူတို့ချက်ကရောက်လာပြီးဘာပဲလုပ်နေကြရလဲလို့မေးလိုက်ပါတယ်။သူတို့ကလည်းဘာလို့မျိုးရဲ့လက်ကအစီတွေကိုခွာဖို့ရှင်နှွေးပေးလိုက်ပြီးတော့လူပိရဲ့တန်လုံးကိုတော့ကူညီခွာပေးကြမယ်။ ေးလုတ်ထတာမလို့မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါမယ်။မင်းတို့ရောအဲ့ဒီဘောကချလာတာဘေးလာလို့အဲ့လူကမေးတော့မင်းတို့ရောဆိုတော့ဘာတဘောလဲ။ဒီနေရာကရောဘယ်နေရာလဲလို့ဇာယကလည်းပြန်မေးလိုက်ပါမယ်။စေဘာမြေရောက်တူဖော်ရေးဖြစ်ပြီးတော့သူတို့တွေကလည်းစေဘာဖောက်ရဲ့မူလအဖွဲ့ဝင်တွေဖြစ်ကြောင်းကိုပြောပြလိုက်ပါမယ်။ ရန္နာစုတဲ့လူတွေဒါတွေကိုမခေါ်ဆောင်လာနိုင်တဲ့သူတွေအားလုံးတရားကိုပြချခတ်ရပြီးတော့မနက်ကနေညအထိတက်သူရိုင်းသူ့ဖော်ဖို့တွန်းအားပေးခံရတယ်။ငါတို့တွေကသူ့ရဲ့ဂျုံတွေတသာဘယ်လိုထွတ်ထွေကထပ်ပြောလိုက်တော့တစရလေးလောကမယုံမကျေနိုင်ဖြစ်နေပြီးတော့ဘေးကအဲ့လိုလိုမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်။ချက်ချင်းမယုံကျေနိုင်ဘူးဆိုတော့သိပေမဲ့အမှန်တရားတွေပဲလေလို့ထွတ်ထွေကပြောတော့ဇာရလေးထွက်သွားပါတော့ရဲ့။ ဒီကနေ့ထွက်ခွာဖို့နည်းလမ်းမရှိဘူးလို့လူဗီကမေးတော့ယထာလည်းတော့ရှိပေမဲ့တုံးမဲ့ဆိုရင်တော့အဗလွန်ကချက်ချင်းတိသွားနိုင်တာမဟုတ်လို့အခုထိလည်းအားလုံးကထွက်ပြုတ်ဖို့အမျိုးမျိုးစူးစမ်းကြကြရမယ်မအောင်မြင်ခဲ့ဘူးပဲလို့သူတို့ကပြောလိုက်ပါတယ်။အဲ့ဒီချိန်အချက်ပေးတဲ့သူအဗလွန်ကရောက်ရှိလို့လာခဲ့ပါပြီ။ယထာလည်းမော့ရောက်နေတဲ့ဒဇာယကိုဘုံနဲ့စားပြတဲ့ခါဒဇာယကလည်းသူ့ကိုပါဘေးကတက်ပြစ်ဖို့အမိန်ပေးခဲ့ပြီလားလို့အဗလွန်ကိုပြန်မေးလိုက်ပါတယ်။အဗလွန်ကတော့ဟုတ်တယ်ဆိုတာနဲ့ဒဇာယရဲ့တုံဆိုင်မနေရောပဲနဲ့ပြန်တိုက်ခိုက်ဖို့လုပ်ပါတော့ရဲ့။ အဖန်လုံးကဘောင်းရီနဲ့အဆက်မပြတ်ဖြစ်တဲ့အခါဘာလုံမျိုးတို့ဖက်ပတ်ရှောက်လာပြီးတော့လူဗီကလည်းယထာလမ်းမို့လိန်သွားခဲ့ရပါပြီအဖန်လုံးကလူဗီစကိုဦးတည်လာပြီးတော့ဘေးလုတ်ပေးထားတဲ့လက်နက်အချွန်နဲ့ထိုးချလိုက်ပါတော့အဲ့ဒီရှာလက်ချောင်းပဲဘောင်းလုံးကကွဲသွားပြီးလူဗီကလည်းအပြင်ကိုထွက်လာနိုင်ခဲ့ပါပြီဘာလို့မထီရလဲဆိုပြီးအဖန်လုံးကပြောနေတဲ့အခါလူဗီကသူ့ရဲ့ခန္ဓာကိုယ်ကိုအကြီးကြီးများထင်နေရလားလို့ပြန်ပြောလိုက်ပါတယ်တတို့နဲ့လူဗီကအဖန်လုံးကိုစာပြီးတော့တိုက်ခိုက်ပါတော့အဖန်လုံးပြတဲ့ဘုံတွေကိုလည်းလူဗီကချက်ခန်းလင်းနဲ့အဖန်လုံးစီကိုပဲပြန်ပစ်ပေးလိုက်ပါတော့အဖန်လုံးကထွက်ပြေးသွားတဲ့အခါလူဗီကလည်းပြေးခွင့်မပေးနိုင်လို့အနောက်ကလိုက်လာပါတော့ ဘာလို့မျိုးကလဲသူရဲ့ဘာဗီယာအစွဲကိုပြန်ရပြီမလို့အဗလွန်သွားနေရင်ယထာလမ်းကြောင်းကိုဘာဗီယာနဲ့အနောက်ကိုပြန်လှည့်ပေးလိုက်ပါပြီ။နောက်ပြန်ရလာတဲ့အဗလွန်ကိုလူတကာချက်ဖာဆိုကနဲ့တီးပစ်လိုက်တဲ့အခါအဗလွန်ရဲ့အပြင်ကိုပြန်လွတ်ထွက်လာပါတော့။ လူဗီကသူစော်ပေးတတ်ပြီမလို့အားလုံးကိုအပြင်ထွက်ကြမယ်လို့လမ်းအောင်ပြလိုက်ပါရဲ့အဗလိုစီကိုလည်းဆက်တွေ့လို့မရတော့တာကိုဘေးကလည်းတိလိုက်ပြီမလို့သူတို့အားလုံးကိုမြေမြုပ်ပစ်လိုက်ကြဖို့ပဲပြလိုက်ပါရဲ့ဒီလိုနဲ့လူဗီတို့လည်းအပြင်ကိုထွက်ဖို့လောက်ကြတဲ့ခါအလို့တမားတွေကလည်းသူတို့အပြင်ကိုထွက်သွားမယ်ဆိုရင်တော့ဘေးတွေ့သွားရင်ဒီကိုပဲပြန်ခေါ်ဆောင်လာခံရမှာဖြစ်ပြီးတော့အပြင်လည်းပေးခံရမယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်ပါရဲ့လူဗီအစွမ်းထက်တဲ့ဆိုတာတော့သိပေမဲ့ဘေးကိုတော့ရှင်ပြန်နေမှာမဟုတ်လို့တတူကြီးတွေလောင်ပြီးတော့ရုပ်ထုမဖြစ်ချင်ပဲနဲ့နောက်တစ်ခုကဘေးစီမှာဖက်စီတာလို့ခေါ်တဲ့ကြောက်စီရယာသူကြီးတယောက်လည်းရှိနေတယ်လို့သူတို့ကပြောပြလိုက်ပါရဲ့ဒါဆိုရကတော့သူဟာရှော့ခတ်လူဗီနဲ့အတူအပြင်ကိုထွက်ပြီးတော့စရင်ရှင်းဖို့သွားမှာမလို့မင်းတို့တွေကဒီမှာဘဝက ကိုကုံဆုံးခြင်းနေရာလားဒီမှာဆက်နေမယ်ဆိုရင်တေသွားရုံကလည်းမမရှိနိုင်မှာမလို့ဒီဂျုံကနေထွက်တော်တာကပိုမကောင်းဘူးလားလို့ဇာယကပြပြလိုက်ပါကိုကိုပေတရမြလို့တမတ်နေသေးတယ်ဆိုရင်တော့အဲ့ဒီတတိတိကိုပြတ်တက်လိုက်ဖို့တော့ဇာယကထပ်ပြောတဲ့ခါအားလုံးကလည်းစိတ်ပြေပြောင်းလဲသွားပြီးတော့လူဗီနာကိုပဲလိုက်ချဖို့ဆုံးဖြတ်လိုက်ပါတော့ တစ်ဖက်ကဘေးရဲ့အဖွဲသားတွေကလည်းအစင်းနဲ့စောင်းနေတာမလို့လူဗီတို့ကိုအမြောက်နဲ့စပစ်ပါတော့။အားလုံးကပြုတ်ကျလာတာမလို့လူဗီလည်းဘာဘာဘလုံးကိုတော်မီခံပေးလိုက်တဲ့ဆိုပေမဲ့တရားကြီးကလည်းပြုတ်ကျလာပြီမလို့ဘာလိုမျိုးကဘာဗီယာနဲ့ပြန်ကာပေးလိုက်ပါတယ်။ဘေးရဲ့လူဖြစ်တဲ့ဖက်စီတာကိုလည်းမြင်လိုက်ရတော့ဇာယာလည်းဒါလည်းဘေးရဲ့အမိတ်ပေးလာလို့ပြန်မေးလိုက်ပါတယ်။ဒီကလေးတွေကိုအလုတ်တွေခိုင်းတာပြီးတော့အသက်ရှင်လျက်မြင်မြုပ်ဖို့စူးစမ်းနေရတယ်လို့ဇာယာကထပ်ပြောလိုက်တော့အသက်ရှင်ခွင့်ပေးရတာကဖက်စီတာကသူ့တော်တော်စိတ်ပြတ်စရာပဲမလို့အားလုံးကိုအတူတူစည်ရင်းရှင်းပေးမယ်လို့ဆိုပါတယ်။ ဘာတလုံးမျိုးကဘာဗီယာ crash နဲ့တိုက်ခိုက်တဲ့အခါ pistol နဲ့အလုံးပြောနေကြတဲ့အတိုင်းပဲအန်ဒီယံများတဲ့ဘာဗီယာပဲလို့ဆိုပါရယ်အန်ဒီယံများတာတခုတည်းတည်းမကဘူးလို့ဘာလုံးမျိုးကပြောလိုက်ပြီးတော့ဘာဗီယာ bloody stare ကိုတုံးလိုက်ပါတော့ရယ်မြောက်ကနေအပြင်ထစ်ကိုဖောက်လုထားတဲ့လေကားတခုလည်းဖြစ်လာပြီမလို့အလုံးနဲ့အပြင်ကိုထွက်ဖို့လုံးကြပါပြီဘာဗီယာမှာအကန့်သက်ရှိရယ်ဆိုတော့ pistol ကလည်းတိထားတာမလို့အမြောက်တွေနဲ့ပြန်ပစ်ပါတော့ရယ်ဒီအတိုင်းနဲ့ဆိုရင်လွတ်သွားတော့မယ်လို့အဖွဲ့သားတယောက်က pistol ကိုပြောနေမိမဲ့ pistol ကတော့သူ့မှာ plan B နဲ့ C ရှိနေတယ်လို့မစိုးရိမ်ဖို့ပြန်ပြောလိုက်ပါတယ်ထွက်ပေါက်မှလည်းလူဗီတို့ကိုမြေမြောက်ပစ်ဖို့အစင်းစောင်းနေတဲ့အခါလူဗီတို့ရဲ့ချောင်းပိတ်မိနေပါတော့ရယ် အဲ့ဒီချိန်လောကသူတယောက်နဲ့ခင်အမုံနဲ့ကိုနေရာချိန်ပစ်လိုက်ပြီးတော့ခင်အမုံကလည်း firewall လို့ flash နဲ့မိကိုပြန်ခုတ်ဖြတ်ပေးလိုက်ပါတယ်။လူဖီကလည်းထွက်ပေါက်ကားလူတွေကို elephant gun နဲ့ထိုးပစ်လိုက်ပြီးတော့အပြင်ကိုထွက်လာနိုင်ခဲ့ကြပါပြီ။အပြင်ဘက်မှာလည်း pistol ကအစင်းနဲ့စောင်းနေပြီးတော့ဇာရိုက်တငယ်ချင်းတွေကိုပြတ်တာပေးလိုက်ပါတယ်။ခုခတ်မယ်ဆိုရင်တို့ရဲ့အတက်တွေကိုဆုံးရှုံးနိုင်မှာမဟုတ်လို့မတိုက်ခိုက်ပဲတို့နဲ့အတူပြန်လိုက်ခဲ့ဖို့ pistol ကချင်းချောက်နေတော့ဇိုးကရှုပ်လာပြီးတော့ချုပ်ထားတဲ့တန်ကြိုးတွေကိုခုတ်ဖြတ်ပေးလိုက်ပါတော့။ ဆိုကသူပစ္စတာစီကိုပြန်ပြီးတော့အချွေးဆက်စရာရှိလို့သူ့ကိုတာဝန်ယူလိုက်မယ်လို့သူကပြောလိုက်ပါတယ်။အခုတော့320မီလီယံဘယ်ရီတန်နေပြီဆိုရင်မဲ့စားတွေ့တုန်းကတော့တော်တော်တနာစရာကောင်းတာမလို့ရီလိုက်ကြဖို့ပစ္စတာကပြောရင်းနဲ့သူ့တို့တွေနဲ့သူဇိုးကိုလောင်ပြောင်နေကြပါတော့ဟင်။ဇိုးစမိုက်ကိုတက်ရော်လေးလို့ဘာလိုမျိုးကလည်းတိုက်ခိုက်ဖို့ပြောင်းတဲ့အခါလူဗီကဝင်တားလိုက်ပြီးတော့ဇိုးကသူ့တာဝန်ယူမယ်လို့ပြောထားရဲ့ဝင်မရှုပ်တဲ့မှုလို့ပြောလိုက်ပါတယ်။ပစ္စတာကစပြီးတော့သူ့ရဲ့အစိကတဲ့အခွန်ရင်းနဲ့စပစ်တဲ့ခါဇိုးကဒါရချောင်းစတိုင်နဲ့အားလုံးကိုပြန်ခုတ်ဖြတ်ပေးလိုက်ပါရဲ့ ီစတာကသူ့ရဲ့စီးကတ်တဲ့အခုံတွေကထိလိုက်တာနဲ့ကတ်နေတာမဟုတ်လို့အခုမကတ်နေတော့တဲ့အခါအရန်အော်နေပါပဲ။အဲ့လိုရှင်စရာကောင်းတဲ့အရာမျိုးကိုဒါနဲ့ထိခွင့်ပေးလိုက်တာနဲ့တင်ဒါရမတယောက်အတွက်အတော်လေးရှက်ဖို့ကောင်းနေပြီလို့ဆိုကဆိုပါရဲ့။ ပစ္စတာကလည်းကစားပွဲကအခုမှစမှာဆိုပြီးစီကတ်ခွန်နဲ့အဆမပြပြတဲ့ခါဆိုကဒါတောင်ကြောင့် style black road dragon twister နဲ့ပြန်ပြီးတော့ခုတ်ဖြတ်ပေးလိုက်ပါတော့ရယ်။တစားရကသူ့ရဲ့တငယ်ချင်းတွေကိုဒီကျုံကထွက်သွားတော့မှမလို့စိတ်ကန်းကိုအရင်သွားခိုင်းပြီးတော့သူကတော့စရင်ရှင်းစရာရှိရာရှင်းပြီးတော့အနောက်ကနေလိုက်လာခဲ့မလို့ဆိုပါရယ်။ဒါဆိုရတဲ့ငယ်ချင်းတွေကလည်းတော်တော်လေးလိုက်မယ်လို့ပြောနေမယ်။ဇာယကတော့သူ့ရဲ့ပြဿနာတီးတတ်မလို့သူ့ကိုယ်တိုင်သွားပြီးတော့ဖြေရှင်းကြတယ်လို့ဆိုပါရယ်။ဒီလိုနဲ့ဒါဆိုရတဲ့ငယ်ချင်းတွေနဲ့အားလုံးလည်းလူဗီတို့ကိုကျေးဇူးတင်စကားပြောပြီးတော့ထွက်ခွာသွားကြပါတော့ရယ်။ဒါဆိုရကလည်းအခုထိလူဗီပေါ်ရိုင်းပြခင်းပြရွေအတွက်အားလုံးကိုလည်းပြန်တောင်းမယ်လိုက်ပါရယ်။ တင်မောင်းမှာဥစတော့ကလည်းစောင်းနေတာမဟုတ်လို့အ мян သွားကြမယ်လို့ဆိုကပြောတော့လူဗီတိုတဲ့အ мян သွားဖို့လောက်ကြတဲ့အခါဘေးကချက်လာပြီးတော့သွားလမ်းကိုဖြတ်စီးပစ်လိုက်ပါတော့။ဆရော့ခန့်နဲ့ပါရိတ်ဟန်တာနှစ်ယောက်ပေါင်းဆိုရင်တော့120မီလီယံဘယ်ရီယောင်တနာမလို့အခုပဲဖမ်းပစ်ချဖို့ chance ပဲလို့ဘေးကဆိုပါရဲ့။ခဲမော့ကလူဗီကိုကူညီပေးမယ်လို့ပြောတဲ့အခါလူဗီကတော့ဥစတော့ကိုပဲသွားကူညီပေးဖို့ပြောလိုက်ပါတယ်။ဇိုးတို့ထွက်သွားတော့ဘေးကသူ900မီလီယံတန်တဲ့လူဗီကိုတော့လှုပ်ပေးနိုင်မှာမဟုတ်ဘူးလို့ဆိုပါရဲ့။တဖက်မှာလည်းဖရန်ကီတို့ကတိုက်ခိုက်ခံရတာမလို့လောလေလူဗီပြန်မလာသေးဘူးလို့ပြောနေခဲ့ပါရဲ့။ တစားရကဘေးနဲ့ဆင်းရဲတကယ်ရှင်းရမယ့်သူကသူပဲလို့လူဗီကိုပြောနေမယ်ဘေးကတော့ဒီ mind twin နဲ့အတူတစားကိုအရေးပြန်ကြိုပြမယ်လို့ဆိုပါရင်အဖွဲ့သားတွေရှာပေးလာခဲ့တဲ့ဆုလက်တွေကလည်းစျော့ခက်လူဗီရဲ့ခေါင်းနဲ့ရှင်အမိုက်တတာပဲမလို့ဘေးကတစားရကသူ့တော့ဘာမှမဟုတ်ဘူးလို့ဆိုပါရင်တစားရကသူ့ကိုကက်တင်ကဲတုံးကပြောခဲ့တဲ့ဘေးရဲ့စကားတွေဘေးရဲ့အိမ်မကပင်တမရတွေကိုအုပ်ဆိုးနေတာမဟုတ်ဘူးလားလို့ပြန်မေးလိုက်ပါတယ်တကယ်တမ်းမှာတော့ကက်တင်ကဲတာမဟုတ်ဘဲနဲ့မိန်းကလေးအဖွဲ့တစ်ခုကိုဥဆောင်နိုင်စွမ်းရှိလို့တုံးချလို့ရမယ်ထင်လို့အတုံးချခဲ့တယ်လို့ဘေးကဆိုပါရင်အဲ့ဒီချိန်တုန်းကသူ့တို့ကိုစာပြီးတော့တခက်ခဲ့ကြတဲ့ပင်တမရတွေကဘေးကိုပေးလာလို့တစားရက က်ထပ်မိလိုက်တဲ့အခါရှင်မြုပ်ပစ်ခဲ့တာကရောကဲတင်ခဲ့တာကရောသူကိုယ်တိုင်ပဲလို့ဘေးကပြောနေတဲ့ရှီမောနေပါတော့ဟဲ့ဒီအကြောင်းမှန်တွေကိုသိလိုက်ရတဲ့ဇာရရဲ့ဒေါတာရဲ့ရမ်းထွက်လို့လို့မျက်ရည်တွေပါကျလာခဲ့ပါပြီဘေးကတော့ရှီမောပြီးတော့ဘာမဟုတ်တဲ့အိမ်မက်လို့ဟာတွေနဲ့ဖျားယောင်းလိုက်တာနဲ့တကယ်ကြီးရှုံလာကြပြီသူ့အတွက်အလုလုပေးခဲ့တာမလို့တကယ်ပဲအတုံးဝင်ခဲ့တယ်မင်းတို့တွေရှူလာခဲ့တဲ့ဆုလက်နဲ့လူတွေရန်သားတွေအားလုံးကဒီကဘာမှာအချမ်းသာဆုံးဘဝကိုရဖို့အတုံးချခဲ့တဲ့ဆိုတာကိုမသိဘဲနဲ့လုပေးနေခဲ့ကြတာဖြစ်ပြီးအခုမှဘာကိုစရင်ထားရှင်းချင်နေတရရလဲလို့ဇာရကိုပြန်ပြောလိုက်ပါတယ် သူ့ကိုနိုင်မယ်လို့များတွေးနေရလားလို့ဘေးကပြန်ပြောလိုက်ပြီးတော့ဒဇယားရဲ့ဆန္ဒတိုင်းမဲ့အရေးကြိုးပြစ်ပေးမယ်လို့ထပ်ပြောတော့ဒဇယားလည်းတိုက်ခိုက်ဖို့လုပ်တဲ့အခါလူပီကဂျားတဲ့ကနေဘေးရဲ့မျက်နှာကိုပိတ်ထိုးပစ်လိုက်ပါတော့ရယ်လူပီဆာမိုင်းစစ်ကိုအထားလိုက်ဖို့ဘာလို့မျိုးကလေးဒဇယားကိုပြောလိုက်ပါတယ်လူပီရဲ့မျက်လုံးတွေကသူ့ကိုအန်ချင်လောင်လုံးနေတာပဲလို့ဘေးကပြောလိုက်ပြီးတော့လူပီကိုပြန်တိုက်ခိုက်ပါတော့ရယ်လူဗီကဘေးရဲ့လက်နက်တွေကိုအက်မမဟာကီတုံးပြီးတော့ဖြတ်စည်းပြလိုက်ပါတယ်။ခြေတော့ကိုပါအက်မမဟာကီထည့်ပြီးတော့ဘေးရဲ့ဘိုက်ကိုကန်လိုက်ပြီးရဲ့နောက်မှာတော့စကန်ကီယာကိုတုံးပြီးတော့လက်တီးနဲ့ထပ်ထိုးလိုက်ပါတယ်။ ဘီရဲ့ဒါက900မီလီယံစုတဲ့ရဲ့စွမ်းအားလားလို့ပြောနေတော့ဘီရဲ့အဖွဲ့သားတွေကရှောက်လာပါတော့ဟဲ့အားလုံးကဘီရဲ့အယူထုတ်တာကိုခံနေရတယ်လို့ဇာယက်ကဘီရဲ့အဖွဲ့သားတွေကိုအမှန်တိုင်းပြောပြနေတော့မှာပဲဘီကတော့ဇာယက်ခါတစ္ဆာဖောက်သွားပြီလို့အားလုံးကိုပြောပြလိုက်ပါရဲ့ဇာယက်ခါရှော့ခတ်တွေနဲ့တပတ်ထဲမှာရှိနေရယ် Saber Pirate Alliance ကိုလည်းဖျက်ဆီးဖို့ကြံရည်နေပြီးတော့ Avalon နဲ့ Pista ကိုလည်းစော်ပြီးပြီမလို့အခုရှော့ခတ်တွေတိုက်ခိုက်တာကိုခံနေရတာကလည်းဇာယက်ရဲ့အကြံစီတွေလို့ဘီကထပ်ပြီးတော့လိန်စင်တွေဆင်လိုက်ပါတယ် ။ဒါဆိုင်ရလေဒီမီအောက်မှာတငယ်ချင်းတွေကိုကျွနေလိုမျိုးခိုင်းထားတဲ့အကြောင်းကိုပြောပြမယ်။အားလုံးကလက်မခံချရတာမလို့အားလုံးကလူဖိစစ်ကိုဥတီလာကြတဲ့အခါတို့တို့ကအလိန်ခံနေရုံလေးနဲ့မလို့အယမ်းမလို့ပြဖို့ဒါဆိုင်ကလေလူဖိကိုတေချာမှာကြားနေခဲ့ပါရဲ့။ ဘီကလည်းသူ့လက်တွေကိုဒိုင်းဖြစ်သုံးပြီးအလစ်မှာလူဖီကိုတိုက်ခိုင်းမယ်ဆိုပြီးကြံရွယ်ထားပေမဲ့လူဖီကကွန်ကွာယာဟာကီကိုတုံးလိုက်တဲ့အခါမှာတော့အားလုံးကလဲကျသွားခဲ့ရပြီးဘေးကိုလည်းမြောက်ထဲကိုရိုက်ချပစ်လိုက်ပါတော့။ဘေးစီကိုတနခါဆွဲတွေကလည်းရောက်လာပြီးတော့ပင်တမတယောက်စီကနေအစော်ခံရတာမလို့ညူဝော့ကမွန်စတာကြီးကစိတ်ပြတ်သွားပြီးဖြစ်ပြီးတော့သူသာဖယ်ရှားခံရမယ်ဆိုရင်တော့ဘေးကအဆုံးသက်သွားပြီလို့တနခါကပြောလိုက်ပါတယ်။ဖီလေသူ့ရဲ့ဖွေသားတွေကိုအဲ့သူကပတ်စံဆွမ်းရတဲ့ဒူထောင်းလိုလောက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုပြန်တွင်းရင်းနဲ့တသူတွေကိုအဆန့်ပြတ်စားတောက်နေခဲ့ပါပြီ ။တနခါကတော့မင်းဘာဆက်လုပ်မလဲဆိုတော့ကိုစောင့်ကြည့်ပေးမယ်လို့ပြောပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။လူဗီယိုလည်းတင်မော့စီကိုတွားနေတော့ရုပ်တရက်ပူလာတယ်လို့ထင်ချောင်ပြောနေတော့တတူရှိတွေကအပြင်ဘက်ကိုစီးကြလာနေတဲ့ကိုတွေ့တတ်ရပါရဲ့။တစ်ဖက်ကဦးစလုံးစီကိုလည်းဇိုးတပည့်အရှင်ပြန်အောင်လာတော့လူဗီယိုတော့ဗမာလေးလို့လောကမိလိုက်ပါတယ်။တွေ့ခဲ့မိမယ်ဆရင်ရှင်းစရာချီလို့ခဏနေသေးခဲ့တဲ့အကြောင်းကိုဇိုးကပြောပြနေတော့မှပဲကျွန်းမှရှိတဲ့အရာတွေအားလုံးကအေးပြောကြနေတာကိုတွေ့တတ်ရပါတယ်။တပကပါလိုမျိုးကလည်းဘေးရဲ့ပုံစံကိုမြင်လိုက်ရတော့ပါမရှာတိုက်ဒီဘက်ဖြူဂျူဇာဆိုရင်အခုကလော့ကီယာတိုက်နဲ့ပို့တူနေကြအောင်ပြောနေခဲ့ပါရဲ့ လုံးဝငရဲသွင်းလို့ဖြစ်နေတာမို့လို့ဒီအတိုင်းနာဆိုရင်ကျွန်းတစ်ခုလို့အရေးပြောသွားလိုက်မယ်လို့ဘာတလူမျိုးကထပ်ပြောတဲ့အခါအဲ့ဒါကသူ့လိုချင်နေတဲ့အရာပဲလေလို့တစားရကဆိုပါရဲ့ဘီကသူ့ရဲ့တသူချီတွေနဲ့စပပြီးတော့တက်ခိုက်တဲ့အခါဘာလိုမျိုးကလည်းကပေးထားရမယ်တသူချီတွေကစင်ထွက်ပြီးတော့စီးကျနေတာမို့လို့ပြေးလဲလဲပိတ်သွားခဲ့ရပါပြီသုံးအောင်စလုံးနဲ့ပြေးလွှားရင်းနဲ့ဇာယကတသူချီတွေကိုပြုတ်ကျသွားတဲ့အခါဘာလိုမျိုးကပြန်ဆွဲပေးထားပါတော့ရဲ့ ဘာလို့မိကတဲ့ဇာယာကိုလည်းဆွဲတက်ပေးထားပြီးလိုဗီကိုလည်းအချိန်မီကာပေးလိုက်နိုင်ခဲ့ပါတယ်။ဒီအခြေအနေကိုတခုလုတ်ပေးနိုင်မလားလို့လိုဗီကဘာလို့မျိုးကိုပြောတဲ့အခါဘာလို့မျိုးလဲဘာဗီယာပလတီပင်ဟန်းကိုတောင်းပြီးတတူရည်တွေကိုပြန်တွန်းထုတ်ပေးလိုက်ပါတော့။ညူအော့ဆိုတဲ့ပင်နယ်ပြင်ကမိုင်မဲတဲ့နေရာတခုဆိုတာကိုဘေးကအစာကလေးကတိခဲ့တာမလို့ထိတ်ဆုံးဖြစ်ဖို့ပင်နယ်မြားဘရင်ကြီးဖြစ်ဖို့အဲ့ဒီအိမ်မက်တွေကိုဘေးကသူနေချင်းပြစ်မယ်လို့အော်ပြောတဲ့အခါလိုဗီကလည်းပါဇက်ပိတ်ထားဖို့ပြန်အောင်ပြောလိုက်ပြီးတော့ဂရစ်စလီမကန်နာကိုတောင်းပြီးတော့ဘေးကိုထိုးလိုက်ပါတယ်။ ဘာလို့မျိုးကလေးလူဝီနဲ့ပူပေါင်းမိတက်ခတ်ရတာအယမ်းပြောနေဆိုပြီးတော့ငုံနေတော့မှပဲကျွန်းကအရှိပြောနေတာကမရက်တန့်သေးပါဘူးဘီးရဲ့အရှိပြောတထုအားလုံးတကယ်တထုရိုင်းကနေလှူထားတာမဟုတ်လို့သူ့ကိုစော်နိုင်အောင်မှပျောက်ကွယ်တော့မှမဟုတ်ဘူးလို့ဒဇိုင်းရကလည်းပြောပြလိုက်ပါတယ်တဖက်မှာလည်းဒဇိုင်းရဲ့တငယ်ချင်းတွေကဘီးရဲ့လောက်ခန့်လူတွေကိုကျွန်းကနေကဲထုတ်ပေးနေခဲ့ပါပြီ တတုရှိတွေကပင်နေတဲ့တစ်ခုကြားလာပြီမလို့တင်းမောင်းလေးကန်ကနေအမြန်ခွာရပါတော့ဟဲ့တဖက်ကဘာလိုမျိုးရဲ့အဖွဲသားတွေကလည်းလူဗီဒိုစစ်ကိုမတွားလို့တကယ်ရောရှားပါမလားလို့ပြောနေကြတဲ့အခါဖီဖီကက်ကလည်းလှရှားနေစေပဲမလို့စိတ်မပူပူဆိုကပြောလိုက်ပါတယ်အဲ့ဒီချိန်လူဗီဒိုကကျွန်းကားနေပြီးတော့ပင်လင်ဆိုင်ကယ်စီးပြီးတော့ထွက်ခွာလာခဲ့ကြပါပြီကျွန်းတစ်ခုလုံးကလည်းတတုရှိတွေရဲ့ဝါမျိုးအောက်ခံရရပြီးတော့ပျောက်ကွယ်သွားပါတော့ဟဲ့ သူတို့နဲ့ဇာယာကလူပီကိုကျေးဇူးတဲ့စကားကြီးပြောနေပြီးတော့တကယ်တမ်းသွားစရာနေရာမရှိတော့လူပီဆမ်မိုက်ကိုပင်တမရဘရင်ဖြစ်အောင်ဝိုင်းကူညီပေးကြမယ်ဝိုင်းကူညီပေးမဲ့ Grand Fleet အဖွဲ့တွေကိုဝင်လို့ရရဲဆိုတဲ့အကြောင်းကိုဘာလို့မျိုးကပြောလိုက်ပါတယ်ဒါမဲ့ဒါဆိုင်ရကတော့အခုကနေစတင်ပြီးသူကိုယ်တိုင်ပဲပင်းတဲ့ကဘာကြီးရဲ့ထိတ်ဆုပ်ကိုရအောင်စ조사တော့မှာမလို့ဒါကသူတို့ရဲ့အိမ်မက်အစ်စ်ပဲလို့ဆိုပါရဲ့သူတို့နဲ့အားလုံးနှုတ်ဆက်လိုက်ပြီးတော့လူပီတို့လည်းဇိုးကျွန်းကိုဦးတည်ကြပါတော့ဟဲ့တပကခွာလာလို့ကလည်း Grand Soul ကိုကြည့်နေပြီးတော့ Special Dragon ရဲ့ပါဝါနဲ့ညီမျှတဲ့ New War ရဲ့ Monster တွေရှိနေတဲ့နေရာပဲလို့ဆိုပါရဲ့ တပကတနခါကလည်းစေဘမိုင်းမှာဆူထားတဲ့တူရိုင်းတွေကဘေးနဲ့တူနစ်မြုပ်သွားပြီဆိုတဲ့အကြောင်းကိုတက်ဆိုဆိုရဲသူကိုပြောပြနေခဲ့ပါရင်ဘေးကိုလည်းအရေးပြောင်းထားခဲ့ပြီမလို့တကယ့်အန်နာတိမ့်မန်ကြီးကအခုမှစတင်တော့မှဘယ်လိုတက်ဆိုကလည်းဆိုပါရင်ဒါလေးကတော့ one piece အပိုင်း193ဖြစ်ပြီးအပိုင်း194ကိုစတင်ပေးနိုင်မို့သူကလိုက်လေးတယောက်ချက်စင်နေပြီးတော့ comment နဲ့ကျွန်တော်မှတ်ပေးခဲ့ကြပါအောင်ချိန်လေးနဲ့ subscribe လေးမလိုအောင်လုပ်ပြီးတော့ကြည့်ကြပါအောင်ကျေးဇူးများတဲ့မှာကျွန်တော်ကတော့ဆက်မှတ်ပါ